ကုန်စည်နှုံတက်လာတဲ့အတွက်ကြောင့်ရန်ကုန်မြို့ကဈေးတွေမှာအယောင်အဝယ်နှိကွေးနေတယ်လို့ဈေးသည်တွေကပြောပါတယ်ဒေါ်တူတူအောင်သတင်းပေးပို့ထားပါတယ်ရှင်ပြီးခဲ့တဲ့ AP လတွေကကုန်စည်နှုံမြင့်တက်လာတဲ့အတွက်ဈေးရောင်းသူတွေအနေနဲ့ရောင်းဝကျဆင်းလာတယ်လို့လည်းဈေးရောင်းချသူတွေကပြောပါတယ်ရောင်းဝအခြေအနေကြတော့ပါတယ်အရင်နှစ်တည်းနဲ့မတူဘူးဈေးမြင့်လို့ပေါ့ပြောရမ်းတော့ဈေးမြင့်တော့လူတွေလည်းချွေတာပါပေါ့၁၀ချောင်း၂၀၀ဈေးအမြင့်ဆုံးလားရှမ်းကုန်လို့ခဲညီသီးလို့အဲ့ဒီမြင့်တယ် ခေါ်ပြီးတစ်ထောင်ကိုအခုလက်ရှိထောက်ရအောင်လဲပန်းသိဘလောက်လဲဟိုမှာထောက်နေထောင်းတော့ဖြစ်ရတယ်ပန်းသိတစ်ထောင်ပန်းသိရတစ်ထောင်နဲ့မှမြင့်နေစီရှမ်းကုန်နေလေမြင့်နေခန်းကျင်ဒီလေမြင့်နေကိုစိန်တို့မြင့်တက်လာတာတွေကြောင့်အသားငါးဈေးတက်လာပြီးအတိုင်းတာနဲ့ဝယ်နေရတယ်လို့လဲဈေးဝယ်သူတဦးကအခုလိုပြောပါတယ်အဲမေဆိုရင်းနဲ့9000ဝယ်ယူလာခဲ့တယ်ညအောင်ဝယ်ရမှာပေါ့တမီးငါးနေတာနေဆိုတော့ဈေးကလည်းကြီးတာပေါ့နော် ုံစံဆိုင်တွေအနေနဲ့ကတော့စွတ်သွန်အဖြူနီအာလူတို့ကအရင်နှစ်တွေကတက်ဆိုင်ရင်ဈေးတက်တာနဲ့ပါတယ်။အော်ရောင်းရအခြေအနေကတော့ပုံမှန်လေးပဲ။အရင်အလိုပဲရောင်းရတယ်။ရလို့ပဲရအောင်ဘာလို့လဲဆိုတော့ကုန်စင်းတော့တအားကြီးမြင်သွားတာမဟုတ်တဲ့အတွက်ကြောင့်လို့လေနည်းနည်းလေးတော့တက်တယ်အဲဟိုပြောရမယ်ဆိုတော့တကြံနောက်ပိုင်းလေးပေါ့နော်တကြံနောက်ပိုင်းလေးကိုတက်တယ်တက်တယ်ဆိုပေမဲ့အရန်တိတိတပိုင်းမဟုတ်ဘူးနည်းနည်းလေးတော့တက်တယ် ။အန်တီတီတပိုင်းတက်သွားတာတော့မရှိဘူးညီမလေး။ဒီကွန်ပျက်စီရယ်။ပဲလေးတွေလည်းနည်းနည်းတက်တယ်၊ကျက်သွန်လေးတွေလည်းတက်တယ်၊အဖြူလေးတွေလည်းတက်တယ်။တက်တယ်ဒါမဲ့ဟိုအရန်အများကြီးမတက်ဘူး။အရန်နှစ်တွေဈေးတွေထဲဆိုင်ရင်အခုနည်းနည်းတော့တက်တယ်။ဒီလပိုင်းမှာဈေးနှုန်းမြင့်တက်တာတွေကတော့ခရမ်းကျစ်တီ၊ဂေါ်ဘီ၊မုံလာဥနီ၊ရွှေပယ်စတဲ့တီးနှံတွေ၊ကုန်ကျပစ္စည်းတွေနဲ့တာငါဈေးနှုန်းတွေလည်းအနည်းငယ်မြင့်တက်နေပါရဲ့ရှင်။ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ။